san de la pein san အလွန်ကဖီလို့ပေးတာ1990ခုနှစ်ရဲ့မြမပေါ့ဂီတတော်ကမှထင်ရှားသူတဦးဖြစ်ခဲ့ဘူးတယ်ဆိုတော့ဂျင်းညီကရှင်နေမနက်ပိုင်းမှာကြောက်ကဲယောဂနဲ့ကွင်တွန်းသွားခဲ့ပါပြီဂျင်းညီရဲ့အသက်ဟာ82နှစ်ဖြစ်ပါတယ်သူ့ရဲ့ဇာပနာကိုတော့ဧပြီလ2ရက်နေ့ရေဝေးတုတ်တံမှာပြုလုပ်သွားမယ်လို့သိရပါတယ် အစိုးရကြီးချိန်ကြီးကြီးကွယ်တွန်းချိန်မှာဇနီးဖြစ်သူနဲ့အတူတာလီတယောက်သာကျန်းခဲ့ပါတယ်။ဂျီရင်ကြီးရဲ့အအောင်မြင်ဆုံးသချင်းတွေထဲမှာအလွမ်းကဖီသချင်းကယနေ့တိုင်းထင်ရှားအောင်မြင်နေသေးပါပဲ။ဒါ့အပြင် အချစ်မိုးသချင်းကလည်းလူငယ်တွေပါဇက်ပြားမှာရေပန်းစားလျက်ရှိနေတော့မှာဂျီရင်ကြီးရဲ့ကျမ်းမာရေးဖြစ်စဉ်တွေကိုတော့ဇနီးဖြစ်သူက အခုလိုပြောပြလာပါတယ်။သူကဟိုလိုပေါ့နော်။သူကစီးစိတ်စီးစိတ်တက်တက်တယ်။ အဲ့တော့ပေါင်ရိုးကျိုးတော့ကသူကစီးစိတ်တက်တက်တယ်။အဲ့ဒီစီးစိတ်တက်တက်ဟာပြန်တက်နေတာကိုသူကမသိဘူး။ဒီကြားထဲမှာတလတလခွဲလောက်ရှိပြီ။ဖြားလိုက်အဲဖြားလိုက်အဲအားနေလိုက်ပေါ့နော်။ဖြားလိုက်အားလိုက်သွေးပေါင်ကြားလိုက်ပြီးတော့သူကအစားမဝင်လိုက်လဲသူကသူမျိုးမျိုးဖြစ်နေရ။ဒါပေမဲ့သူကအဲ့လိုမျိုးပေါ့ဟိုဟိုကွာကွာလာလာလေးပဲပေါ့နော်။အမနဲ့သူတောက်လျှောက်သွားတယ်လုံနိုင်တယ်။ဒီကြားထဲအပူနှစ်ခါရှက်တယ်။အဲ့အဲ့လိုမျိုးလေးတွေပဲရှိရပါဘူး။ပြီးတဲ့ခါကျတော့မှဒီနေ့မနေ့ကျတော့မှ ရုတ်တရက်ဒီဘာလဲအဲ့ဒါအောက်ဆီဂျင်မိနစ်20ပဲကြာလိုက်သူအဲ့ရနိုးလာပြီးတော့အမောက်နိုးတဲ့အချိန်အမောက်မရတော့ဘူးကိုလို့ပြောတဲ့အချိန်အမောက်နေခြင်းလေဆိုတော့အချိန်မှာ तू ကဒီမှာထိုင်နေတယ်တမိရဲ့အရင်ဆို तू ကဒီ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 သူ့ရဲ့အခန်းထဲကဒေမမှာအိတ်တာအဲ့ဒါသူမောက်ခြင်းလေသူရုတ်တရက်တွန်းလိုက်လို့ရတယ်အခုကျတော့ဒီပေါ်မှာမောက် तू လုံးဝမထနိုင်ဘူးအမတယောက်တည်း ့ဒီအောက်ကိုပြန်မောက်မယ်ဆိုတော့ကိုဆိုးရင်လိုက်တာလည်းဒီပေါင်ပေါင်ရိုးလေးသူ့ထည့်ထားတာကျိုးကျက်သွားတခုခုနောက်တခုပေါ့နော်တေးမယ်လို့လည်းမထင်ထားဘူးလေဆိုတော့ခါကျဒီလိုမျိုးလေးမောက်ပြီးတော့သူ့ကိုကြောကုန်းကိုပဲပုတ်ပေးနေတဲ့အချိန်မှာသူဘာဖြစ်သွားလဲဆိုတော့နည်းနည်းတက်တာတော့ဒီကြားထဲမှာအမအမတ်အရာဆုံးတက်တလုံးယူရမယ်စကားတစ်ခုသူပြောတယ်အဲ့ဒါဘာလဲဆိုတော့မင်းရဲ့ဖြူကဲပါအောင်လေဘာမှမလုပ်ပြလိုက်နိုင်ဘူးလေ အဲ့ချိန်မှာအမကြောက်လို့အဲ့ဒါအဲ့လိုမလုပ်ပါနဲ့အဲ့လိုမလုပ်ကြောက်လို့ကြောက်လို့ဆိုအမလည်းအဲ့လိုဖြစ်တဲ့အချိန်မှာ तू ချက်ချင်းထိလိုက်တယ်ချက်ချင်းထိလိုက်တဲ့အချိန်မှာလည်း तू လုံးဝ तू တစ်ချက်တော့နည်းနည်းလေး तू မရတော့ဘူးမရတော့ဘူးမရတော့ဘူးဆိုအချိန်မှာအမအရင်ကြောက်သွားတာကို तू မြင်ပြီးတော့ तू ချက်ချင်း तू ထိန်းချလိုက်တယ်ထိန်းပြီးပြီးတော့ဖြည်းဖြည်းလေးပဲအချိန်မှာအမသူ့ကိုတိတယ် အမလည်းသူ့တစ်ချက်ပြအဲ့လိုမျိုးပေါ့နော်ဖြစ်ပြီးချက်ချင်းမကွက်ကိုတိတ်ထားပြီးကြီးလိုက်တဲ့အချိန်မှာသူသွားရမှာဆိုတော့သိတယ်။အမဒီညာလေးကိုကုတ်ပေးပြီးတော့ဘုရားသာဘုရားတရဏကိစ္စမိတမန်နဲ့ခင်မူးကြီးဆယ်ပါးမလာရှိတောင်းမယ်နော်ယောက်ျားဆိုပြီးတော့ဖြည်း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 ချင်းလေးပဲသူ့ကုတ်ပေးရနောက်ပြီးတော့ကလေးလေးလာတဲ့အချိန်မှာမှအကုန်လုံးဒီမှာဆိုတော့သူဒီလိုခောက်ခောက်ကြီးဖြစ်နေတော့အောက်ကိုအตาလေးလျှော်ပြီးချလိုက်တဲ့အချိန်မှာသူလုံးဝအိပ်ပျော်သွားအချင်းမောပ